ြစ်တယ်လေရိခွေဆွဲကပြီးချက်တည် န်ရဲ့အလှဆုံးခြင်းကမိုးရသည်လို့ပြောကြတယ်။မိုးရသည်ရဲ့အလှဆုံးနေရာကိုမြင်ရင်တော့ဇွဲခဲ့ပင်တော်ကိုထေချပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့မိုးရသည်မှာမှမြင်နိုင်တဲ့အလှတရားတွေကတီးတန့်တည်ရှိနေတာမို့လို့ပါ။ ီလှတရားကိုနှိကပ်မြင်နိုင်ဖို့တခုသောမိုးရာသီမှာဇွဲကပင်နွားလို့ပို့တောင်းညအိတ်တော်ရင်ကြီးချမ်းကိုဝါဒနာတူတောင်းတက်ဖို့တင်နေခြင်းနဲ့စတင်နေပါတယ် Fighting ဒီမှာ48နှစ်တော့အန်ဒီအေးဆေးပဲဟုတ်အားရှိပါလေအမကောင်းမလေးမရှိတော့ဘူးလေ ဟောကောင်းမလေးရန်ကုန်ပြန်သွားပြီဟဲ့ဘိုးကြီးကြီးစိတ်ဆုံနေတဲ့မြင်ကွင်းကြီးတောင်နေရာမှာကပ်ပေါက်နေတဲ့ပန်းရောင်ဆောင်တွေနဲ့တောင်ပေါ်မှာမှမြင်ရတဲ့ရေတခုန်တွေကစိတ်ကိုတကယ်အေးချမ်းစေပါတယ် ဒီကိစ္စမှာကြုံတွေ့ခဲ့ရတဲ့တသက်မမေ့နိုင်စေမဲ့အတွေ့အကြုံတစ်ခုကလည်းရှိပါသေးရဲ့။အဲ့ဒါကဘာလဲဆိုတော့တောင်တက်နေရင်းနဲ့မိုးသေးကြီးမကြီးကြွားတဲ့ချိန်စတာပါပဲ။ရုပ်တရက်ဆိုသလိုကောင်းဝင်ကမဲမောင်သွားပြီးတောင်တက်လန်တစ်ခုလုံးကရေတကုံအဖြစ်ပြောင်းလဲသွားပါလို့လေ။ တခြားလမ်းကွင်းတွေလည်းမရှိတဲ့အတွက်ကြောင့်ရိုးရိုးတောင်တက်ကြီးကနေပြီးတော့ရေတကုန်းကိုဖြတ်ပြီးတက်ရတဲ့အစွဲကပင်တောင်တက်အဗန်ဂျာကြီးစီစစ်စစ်ကြီးဖြစ်သွားပါတယ်ကျွန်တော်ဒီဆယ်မိနစ်တော့20နာရီကျင်းမှာတက်တယ်အခုဘိုးရွာနေဘိုးရွာ ုံမှာလည်းယွာရယ်ခံမှာလည်းယွာရယ်အခုသုံးရလို့ရှိပြီခံမှာစတိုက်မူယွာလာလုံးဝနေမပူအဲ့ဒီမျိုးစတိုက်မူယွာရင်ခံမှာရည်ကြီးရယ်ဒီနေ့ခံမှာရည်ကြီးနေပြီပြီးတော့ဒေါကင်တောင်ပေါ်မှာဒီတော့ဖြစ်တယ်ဒေါကင်တောင်တက်လန်နေဟာဒီမျိုးတောင်တက်လန်နေအဲ့ဒီတောင်တက်လန်နေဟာကော်လိုနီပါမှာနော်အများစုကတော့ရည်ကြီးဖြစ်တာ မိုးချမ်းကြွာနေတာရဲ့တောင်တက်လန်းကလည်းရေတံခွန်ဖြစ်သွားတာရဲ့ကြောင့်ပုံမှန်တောင်တက်တယ်လို့ခက်မမြန်မတက်ဖြစ်ပဲဂယူးဆိုင်ပြီးတော့ပဲတက်ဖြစ်ပါတယ်မိုးဆက်တွေယူတွေကြားထဲမှာတည်တည်ချင်းတက်လိုက်လမ်းမှာနားလိုက်ဘောဒါတွေချင်းချင်းတော်ပြီးဖုတ်လိုက်နဲ့ဇဲကပင်တောင်ရဲ့တကယ်မိုးတွင်အရသာစစ်စစ်ကိုကျွန်တော်တို့ကောင်းကောင်းကြီးထိတွေ့ခံစားဖြစ်ခဲ့ပါတယ်ရောက်ခေါလေးလောက်ကြအောင်ဗျာဘာတွေပြောတယ်ဘာရင်လုပ်လဲဒါမှမဟုတ်ဆက်ပြီးတော့ဟာဆက်ပြီးတော့ right ဟိုကလည်းဟိုပါလာကျွန်တော်လည်းခေါင်းဆက်တုံးနေချက်ဖုံးနေဆိုတော့စင်ကြီးဟိုင်းစင်ကြီးဟိုင်းစင်နေဟိုင်းနာနေဝါတော့အားလို့ဟိုကျွန်တော်ပလန်စစ်ခါကျွန်တော်စိုးလာတယ်ရောက်ပါခေါင်းကြီးရလေမတော့ဘူးဟုတ်ဟောင်းဟောင်းရတယ်ငွေထမ်းနေခုချိန်ရုပ်ကိုပြဆိုတာအတက်ကြီးငွေထမ်းနေဒီလေကားတော့ဒါဒီဇာကပြအနောက်ဘက်လုံမဏိဘက်ခြံအတက်မှာစုံတော့ ါရှင်တော်နေကားလို့ပြောလို့ရတယ်ဒီနေကားကိုကြော်သွားပြီဆိုရင်အဲကျွန်တော်ပြောလဲကြောင်းနေရအောင်လုပ်ရမယ်ကြောင်းနေရအောင်ရတော့ဒါတော့ကြော်သုံးမနမောင်ရောက်ပြီးပြောလို့ရတယ်ကြောင်းနေရရောက်တဲ့ခါကျရင်လမ်းပရာတစ်ခုရှိရဲ့အဲလမ်းပိတ်ထားတာအဲဆွဲကပင်ရဲ့ view point ဟောအဲ့နိုင်ရောက်မှာဆက်ပြတော့မယ်ဘာဖြစ်တော့စေကြားရှိတက်လိုက်ဦး ကျွန်တော်ပိတ်ထားတဲ့နေရာရှိတယ်။အဲ့ရနေရာကိုကြော်လိုက်ရင်ဒါ view point တော့မယ်လမ်းပဲ။ဒါပေမဲ့လက်ရှိရာသီတို့အနေထားရဆိုရင်တော့ကျွန်တော် view point ကိုရောက်လဲ။ဒါ view point တော့ညံမှာမဖြစ်ဘူး။အဲ့တော့တွားကြည့်ကြရအောင်။ view ကျင်းသွားတယ်။ညှော်လင့်ထားတဲ့အတိုင်းပါပဲ။ view point မှာလူတွေကနေပြီးတော့ဘာဆိုဘာမှကိုမမြင်ရတော့ပါဘူး။အဲ့ဒါနဲ့ပဲမိုးကလည်းကြွားနေပြီဒါကြောင့် ထောက်ကြမှာဆိုတာလည်းကျွန်တော်ခက်သွက်သွက်လေးတောင်းတဲ့ပုံစတတ်ခဲ့ပါတယ်။ဟာခွေးလေးလဲလာပြီ။ခက်ပြီးတော့မလား။ Finally ။နောက်ဆုံးတော့ကျွန်တော်ပေါ်ရတော့ပြီ။လုံးလောက်အောင်လုံးလောက်အောင်မင်္ဂလာပါမင်္ဂလာပါဟိုးဒါပူကောင်းတယ်ဒါချက်ကူလို့လုံးအောင် ကောင်းလိုက်လေကောင်းကောင်းလိုက်အဲဒီမှာကောင်းလိုက်ဒီအဲ့ဒီပုတ်ထားခဲ့တော့ဟုတ်ပုတ်ထားခဲ့တော့မှားပြီအလူရှင်ကျေးဇူးတင်ပါလေဒီမှာကတူတယ်ပဲဒီကောင်ကဒီတော့ကြီးအောင်လာကြီးအောင်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 မုံကတော့ကျွန်တော်တို့ကြီးပဲစားလို့မရပါဘူး။လမ်းပြပေးတဲ့ဆရာကြီးအတွက်ခွဲတဲ့အနေနဲ့တည်တံ့ချန်ထားရပါသေးတယ်။ ခဏနားပြီးသွားချိန်မှာတော့ရာသီဥတုကလည်းအေးလာတာဖြစ်တဲ့ကြောင့်တောင်ပေါ်ကိုနည်းနည်းလေးပြန်တက်ပါတော့တယ်။ဘာလို့လဲဆိုတော့ပေါင်းတော့မှမလို့ပါ။တို့ကူတို့ဝင်တာခရောက်တော့မယ်။ဘုမန်စင်တော့ဒီမြန်လေးစင်ကျတော့တောင်ထဲကိုလှမ်းမြင်ရတယ်ပေါ့နော်။ဒါပေမဲ့အခုကတော့မြူကြီးပိတ်နေတော့တောင်ထဲမပြောနဲ့။ဒီရှင်းလာလို့ပေါ့လည်းမမြင်ရအောင်။ တန်ကြားရတယ် What I like no words can fit I'm waiting I'm waiting on a ဘာမြောက်ရောဒီလိုနဲ့မိုးတဲရေထဲမှာကျွန်တော်၃နာရီကြာကြာလောက်တွန်တက်ပြီးသွားတဲ့အခါမှာတော့တောင်ထဲကိုရောက်လာပါတယ်ခြေရောက်နေတဲ့တောင်ထဲရောက်တဲ့အချိန်မှာလည်းဘာဆိုဘာမှမမြင်ရပါဘူးဟုတ် ကျွန်တော်တို့အဖွဲ့တွေခဏနားပြီးသွားရတယ်ဓမင်းစားဖို့ပြင်ကြပါတယ်ကျွန်တော်အဖွဲ့ကလူဦးရေများလာဖြစ်တဲ့ကြောင့်တောင်ပေါ်ကဓမင်းဆိုင်ကို ဖုန်းချုပ်ဆက်ပြီးတော့ဓမင်းပို့ချက်တာပြပို့ပြောထားပါတယ်မဟုတ်ဘူးဆိုရင်ကျွန်တော်တို့ဓမင်းမကြံတော့မှာစိုးလို့ပါတို့မတစ်ဆန်ဒီမှာထိုင်ကြမလားဆွဲခင်မီတောင်ကသာသနာ့နေမီဖြစ်တဲ့အတွက်တောင်ပေါ်မှာတော့တသက်လို့ပဲရပါတယ်ဒါပေမဲ့စိတ်တူကိုယ်တူတောင်တက်ပေါ်နေတဲ့အတူတူစားရတာဖြစ်တဲ့အတွက်အရသာကတော့တသက်မမိပါပဲဒီမှာနေစိုးကို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 ယူရမယ်နော်ကိုကိုယူရရပါတယ် ညဘက်မှာတော့မိုးကရှယ်ပလန်နဲ့ရွာပါတယ်။တဲကြီးမဲကြီးရွာနေတဲ့မိုးကိုကြည့်ပြီးနောက်တစ်နေ့မနက်မှာတိမ်ပလန်နေတဲ့စိတ်ကိုတော့ကျွန်တော်တို့လက်လျှော့ထားလိုက်ပါတယ်။ဒါပေမဲ့ဇဂမင်းတောင်ရဲ့တဘာဝတရားကြီးကကျွန်တော်တို့မျက်နှာသာပေးခဲ့ပါတယ်။ ာတီဥတုရဲ့မျက်နှာသာပြမှုတွေပဲကျွန်တော်တို့အပွဲတွေငွားလပုတောင်စီကိုခြေတက်ကြပါတယ်လူသွားလူလာနေတဲ့လမ်းဖြစ်တဲ့အတွက်ကြောင့်လမ်းမှာတိုးတွေအရင်ရှုံနေပါတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့တိုးတိုးပြီးတော့သွားရပါတယ်မင်းသမီးညော်လေးဖြစ်ပါသွားလေမင်းတို့ကောင်းနေတယ်ကျွန်တော်တို့ကြီးပဲသွားလာလားဆိုတော့မဟုတ်ပါဘူးမကြော်အောင်ကျွန်တော်တို့လိုက်ပို့ပေးတယ်ဆရာကြီးလည်းပါပါတယ်ဒီကခွေးလေးကတော့လိုက်လိုက်လာတယ် ဝကြည့်ဝကြည့်ဝတ်ဒူရောအဲ့ဒါမဆောင်းတော့တာရာဒီဥတုကခက်မှန်လို့မရအောင်ဆိုတဲ့အတိုင်းပဲ ကျွန်တော်တို့တောင်တက်နေနေကိုတစ်ဖြည်းဖြည်းနဲ့မြူတွေကတက်လာပြီးတော့လေတွေကျန်းလာပါတယ်ဒါပေမဲ့မိုးတော့မရွာသေးပါဘူးအကယ်၍မိုးသာရွာမှာဆိုရင်ကျွန်တော်တို့တောင်တက်တာတော်တော်လေးကိုတော့ခါရောက်မှာသိကြပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ခုသွားနေတဲ့နေရာကလမ်းမရှိတဲ့အပြင်ကိုကြောက်တုံကြောက်ခဲတွေပဲရှိပြီးတော့သွားတဲ့လမ်းတစ်ချောင်းမှာလည်းကျွန်တော်တို့တန်ကျိုးတွေကိုတွေ့ပြီးသွားတဲ့လမ်းမိုးလို့ပါ ော်လဘူတောင်ကိုသွားမယ်ဆိုရင်ဒေသခံတငယ်ချင်းတွေဒါမှမဟုတ်လမ်းများ guide တွေမပါမယ်နဲ့မသွားသင့်ပါဘူး။ဘာကြောင့်လဲဆိုတော့အခုဗီဒီယိုမှာမြင်တဲ့အတိုင်းပဲမြေတွေတက်လာတဲ့အခါကျရင်လမ်းပြဖို့အရန်လွယ်လို့ပါ။လမ်းကလည်းတော်လမ်းဖြစ်တဲ့အတွက်ကြောင့်ဇက်ကမီတောင်တက်ရတဲ့လူမျိုး negative တွေပါ냐လေ။ဘာမှမရှိပါဘူး။တော်လမ်းကိုပဲဒီတိုင်းရှာရတဲ့အတွက်ကြောင့်ဖက်နဲ့ကောက်ကောင်းခရစ်ကောင်းတဲ့ကောင်းတဲ့ဖက်နဲ့မျိုးနဲ့သွားမှပဲပို့ပြီးတော့အဆင်ပြေမယ့်နေရာဖြစ်ပါလေ။ လမ်းလျှောက်မှာလည်းကြောက်တုံးတွေကိုတွယ်ပြီးဆင်းရတဲ့နေရာတွေအများကြီးရှိတာကြောင့်လမ်းမလျှောက်အောင်လက်အိတ်တွေကိုကြိုပြီးပြင်ဆင်လာဖို့လည်းလိုပါတယ်ဒီပါလေတော့ကျန်နေရ။အလေးတော့ကျန်တာရှယ်ပဲ။အစ်စေအစ်စေ။တောင်ထိပ်ရောက်ကနေနေရာမျိုးမှာဆိုရင်တော့ရာသီဥတုကပို့ပြီးတော့ကျန်တယ်လို့တက်ရတဲ့တောင်ထက်လမ်းကလည်းပို့ပြီးတော့ခတ်ပါတယ်။ ျွန်တော်တို့စူးစားပန်းစားတောင်းတနေတယ်မှာပဲ surprise တူပါရောက်လာပါတယ်။ဘာလို့တော့ရောက်နေပါပြီ။လေရတော့တော်တော်ကျန်းပါတယ်။ တော်တို့တွေနှစ်နာရီကျော်လောက်မိုးရေရေထဲမှာတောင်တက်ပြီးသွားချိန်မှာတော့နွားလဘိုးတောင်ထိပ်ကိုရောက်ခဲ့ပါတယ်။ဒါပေမဲ့ရာသီဥတုကတော့ကိုယ့်ဘက်မှာရှိမနေခဲ့ပါဘူး။ကျွန်တော်တို့အခွေသားအားလုံးတောင်ပေါ်ရောက်တဲ့အချိန်မှာ ရာသီဥတုကပိုပိုပြီးတော့ဆိုးလာပါတယ်။လေတွေလည်းပိုကျန်လာသလိုမိုးတွေလည်းပိုပြီးတော့ကျန်လာပါတယ်။အဲ့ဒီအတွက်ကြောင့်ခက်မမြန်လေးပဲကျွန်တော် group တက်ပုံရိုက်ပြီးတော့မြန်မြန်ပဲပြင်ဆင်ခဲ့ပါတယ်။အားကြောင့်လဲဆိုတော့ရာသီဥတုကပိုဆိုးလာရင်ကျွန်တော်တို့အားလုံးတော့ခွာရအောင်ဆိုးလို့ ီနွားလဘုတ်ခီးစဉ်မှာကျွန်တော်တို့စိတ်ကိုယဉ်ခဲ့တဲ့လိုမျိုးရှုမြင်ခွင့်တွေကိုမမြင်ခဲ့ရပါဘူးမမျော်လင့်တာလည်းရာသီဥတု channel လည်းကြုံခဲ့ရပါတယ်ဒါပေမဲ့မိတ်ဆွေတောင်တက်ပေါ်တွေအများကြီးရခဲ့တယ်လို့အချင်းချင်းရိုက်ပြီးဖိမပြီးတော့တောင်တက်ခဲ့ကြတဲ့အတွက်ကြောင့်အားလုံးတောင်ထိတ်ကိုအအောင်မြင်မြင်နဲ့ရောက်ခဲ့ပါတယ်တဘာဝကိုတော့ဘယ်ရာမှအဆိုးမရပါဘူးဒီသဘောတရားကိုလက်ခံနိုင်မှပဲတောင်နေတတ်တာကောင်းတယ်လို့ကျွန်တော်တော့ပြောချင်ပါတယ်တောင်တက်တယ်ဆိုတာရှုခင်းလှလမြင်ရဖို့ဆိုတာတက် အများကြီးပူတယ်လို့ပြောရင်းနဲ့ဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်ချင်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတစ်ခုမှာပြန်ဆုံပါမယ်